မင်္ဂလာပါဗျကိုခန့်အင်စတာဖုတ်ဘောရှိုးအနေကြိုးစားပါရယ်ကျွန်တော်ကိုခန့်ပါအာစနယ်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာကိုတီးတက်သုံးသက်ဆွေးနွေးတင်ဆက်ပေးသွားရမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့အာစတန်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာ၃ခုကိုကျွန်တော်ရွေးချယ်ပေးထားတယ်။ကျွန်တော်နောက်များကြရင်လည်း United နဲ့ Arsenal တို့ရဲ့သတင်းအကြောင်းအရာအားပေါ်သုံးသက်ချက်စတဲ့ဗီဒီယိုတွေကိုတင်ပေးဖို့ Channel တီးတန်းလုပ်ပေးဖို့စဉ်းစားထားပါတယ်။ โอเคအဲ့ကျွန်တော်ပထမဆုံးဆွေးနွေးချင်တာကတော့ Soccer 90ကပေါ်ပြလာတဲ့ Premier League ရဲ့ဘူဆွဲဖို့ရေပန်းအစားဆုံးအသင်းတွေအကြောင်း ဖြစ်ပါတယ်ဒါက Soccer 90ကပေါ်ပြချက်တတတာဖြစ်ပါတယ် Premier League ပွဲစဉ်9ပြီးသွားတဲ့အချိန်မှာပေါ်ပြလာတာဖြစ်တဲ့အတွက်တချို့သောပြောင်းလဲမှုတွေမြင်ရပါတယ်အဲ့တော့အလုံးပေါင်း9သင်းပေါ့နော် ရီးမီးယားလိမှာဘူဆွဲဖို့ဘယ်တဲ့နေရေပန်းစားတယ်လဲဆော့ကာ90ရဲ့အမြင်ခန့်မှန်းချက်ကိုကျွန်တော်ကြည့်လိုက်အောင်နံပါတ်9နေရာမှာရှိနေတဲ့အတင်းကတော့ Tottenham Hotspur သူရဲ့ probability ဖြစ်နိုင်ခြေကတော့2%ဖြစ်ပါတယ်နောက်နံပါတ်6နေရာမှာရှိနေတဲ့ဘူဆွဲဖို့ရေပန်းအစားနိုင်ဆုံးအတင်းကတော့ Chelsea ပါ probability က4%ပါတော့သူက probability ကထက်ထွက်ပေးလိုက်တာပဲရှိတယ် percentage အပြင်အရေးနည်းတယ်2%တို့4%တို့ဆိုတာဘာမှမရှိဘူးအဲ့တော့နောက်ဆုံး သုံးသင်တနည်းအားဖြင့်ထိတ်ဆုံးသုံးသင်ပေါ့မန်စီးတီးကိုတော့ဘိုးဆွဲဖို့ probability အဖြစ်19%ထိသတ်မှတ်ခဲ့ပါတယ်နောက်ထပ်တင်ရတော့ Liverpool ပါ Liverpool ကလည်း24%ထိဘိုးဆွဲနိုင်ဖို့ရည်ပန်းအစားဆုံးဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်နောက်ဆုံးတင်ရ Arsenal ဖြစ်ပါတယ်ဒီတော့ကြောင့် Arsenal နဲ့ဆက်ဆက်သတင်းတပုတ်အနေနဲ့ကျွန်တော်ထည့်ပေးလိုက်တာပါလက်ရှိအချိန် Arsenal တင်ရဆက်ဆောင်ရပိုင်းကကောင်းမွန်နေသလို့ probable deal လို့ခေါ်တဲ့ဖြစ်တန်ဆွမ်းအရာပေါ့နော်ဒီနှစ်ဘောလုံးရာသီမှာ premier league ရဲ့ winner အဖြစ်နိုင်ဆုံး50% 50%ထိ soccer 90ကသတ်မှတ်ခဲ့ပါတယ်ဆိုတော့ဒါဟိုကျွန်တော်တယောက်နဲ့တယောက်အမြင်ကြီးတူမှာမဟုတ်ဘူးဗျသေကြတယ် liverpool fan မဖြစ်နိုင်ဘူးငါတို့အသင်းဘူဆွဲမှာပဲ man city fan ကလည်းအားကြီးဘူဆွဲဖို့မဖြစ်နိုင်ဘူးပြောမှာပဲတိုးတော့ကျွန်တော်ရဲ့အာဘော်လည်းမဟုတ်အမြင်လည်းမဟုတ် soccer 90ရဲ့ခမ်းမ်းချက်ကိုကျွန်တော်ပြောပြပေးလိုက်တဲ့သဘောမျိုးပဲရှိတယ်ဆိုတော့ chelsea နဲ့ tottenham hotspur ကဖေးလိုက်ပါတော့ ဒါကျွန်တော်တွေလည်းဟိုတိုက်တယ်ဟိုအစိုးရတွေလည်းမမှန်ဘူးလက်ရှိချိန်တိုက်တယ်မှန်းဖို့အတွက်တိုက်တဲ့ challenger တယောက်ဖြစ်ဖို့အတွက်အနေငယ်လိုအပ်ချက်ရှိနေသေးတယ်စပါးဖြစ်စီ Chelsea ဖြစ်စီအဲ့တော့နောက်ဆုံး၃သင်းတဲ့ပတ်သက်ပြီးပဲအဓိကဆွေးနွေးကြအောင် Man City ကအတန်တိတ်လူသတ်သမားဖြစ်သွားနိုင်တယ်လက်ရှိချိန်မှာကျွန်တော်တို့ Man City ကိုပွင့်လင်းပြောအရင်ဟို impress မဖြစ်တဲ့တဲမှာပါခဲ့တယ်ပါခဲ့တယ်ပြောရအောင်အခုချိန်မှာတော့တဖြည်းဖြည်း Man City က လမ်းကြောင်းမှန်ပေါ်တက်လန်းလာပြီဒါကိုကျွန်တော်တို့မေ့ထားလို့မရအောင်နောက်နီးပြပက်ဂွာဒီယိုလာဗျာအတိရဲ့စကွတ်အပအရင်ကြီးမကောင်းသေးဘူးဆိုရင်မဲ့လေဂွာဒီယိုလာဒီနှစ်စဉ်တစ်တိုင်းစူပလားစင်ခေါ်နိုင်စွမ်းရှိတဲ့နီးပြတယောက်ဆိုတာလေကျွန်တော်တို့မေ့မထားသေးဘူးအဲ့တို့ကြောင့်မန်စီးတီးကိုဒီ probability 19%ပေးတာတော့ဒါကျွန်တော်တို့လက်ခံလို့ရတယ်ပေါ့နော်ကြိုးကြောင်းစီလျော်မှုရှိတယ်နောက်ထပ်သင်း Liverpool တကယ်တော့ Liverpool နဲ့ Arsenal ကအဲ့လိုအပြိုင်သွားနေတာ probability က50 50လောက်သွားခဲ့တဲ့အသင်းတွေအထူးသဖြင့်ဒီဘောလုံးရာသီမစခင်အချိန်ကာလတုန်းက ာလီဗာပူးပူဆွေးနိုင်ခြင်းရှိသလိုအာစနယ်လည်းပူးဆွေးနိုင်ခြင်းရှိတယ်။အပန်တစ်အကုန်လုံးခံမှန်းတဲ့နေရာမှာလည်းလီဗာပူးအာစနယ်အာစနယ်လီဗာပူးပဲခံမှန်းကြတာ။အခုချိန်မှာလီဗာပူးရဲ့ probability အနေငယ်လျော့လာတာကအခုနောက်ဆုံး၃ပွဲဆက်ရှုံးသွားတာလည်းပါတယ်။အသင်းရဲ့ကစားသမားအများစုမှာဆိုရင်တချို့ ကစားသမားတစ်တည်းနဲ့ပြန်တည်နေရတာလည်းပါတယ်ပေါ့နော်ဒါပေမဲ့လီဗာပူးကိုအထင်သေးလို့မရဘူးပြီးခဲ့တဲ့ဘောလုံးရာသီကလည်းကျွန်တော်တို့အထင်သေးခဲ့တယ်အထင်သေးတာတက်မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာပေါ့နော်ဗာဂျီရိုမူဆာလာတို့ကစားသမားတွေကြနေပြီအဲကစားသမားတစ်တည်းလည်းမခေါ်ထားဘူးအခြေစားတယောက်တည်းနဲ့ဗျာဘာမှလုပ်လို့မရဘူးဖလားရအောင်ယူပြီးခဲ့တယ်အဲ့တော့ကြောင့် ်လီဗာပူးသည်24%ဆိုရင်ကျွန်တော်တို့အာစတန်နဲ့မတိမ်မြိန် level မျိုးတစ်ခုမှရှိနေသေးတယ်လို့ယူဆတယ်။ဒါပေမဲ့ RIA 50% uh probability ya တက်သွားတယ်ဆိုရင်တော့ liverpool ကတော့48 49%လောက်တော့ရှိတင်တယ်လို့တော့အဲဒါကျွန်တော်အထင်ပေါ့နော်ကျွန်တော်ထင်မိတယ်အဲ့ဒီအပိုင်းလေးတော့ဒါ soccer 19နဲ့အနေငယ်ကွာပါတယ်နောက်ဆုံးတစ်သင် i ူဆွဲဖို့ရပြန်အစားနိုင်ဆုံး50%ဒါကတော့လုံးဝလက်ခံတယ်လက်ရှိအချိန်မှာအာစတန်အသင်းတွားနေတဲ့ပုံစံကပြီးခဲ့တဲ့ဘောလုံးရသေးနဲ့ဘာကွာလဲဆိုအဓိကပြောင်းလဲသွားတာလူစင်းပေါ့ဒီအာတီတာကင်တွယ်ခဲ့တဲ့နှစ်တွေမှာအာစတန်ဒန်ဟာရရပြီးတိုင်ပတ်လမ်းချော်သွားခဲ့တဲ့အချိန်ခါတွေရှိတယ်အထူးသဖြင့်ဇန်နဝါရီကာလနောက်ပိုင်းမှာအာစတန်အဲ့လိုဖြစ်တတ်တယ်အဲတာထွက်ကောင်းပြီးအဲ့လိုဖုတ်ကနေကြွေကြသွားတဲ့ပုံစံမျိုးတွေတောက်လျှောက်ကျွန်တော်တို့မြင်ခဲ့ရတယ် ဒါကိုသိတဲ့အတွက်ကြောင့်အန်ဒရီးယားဘာတာလိုပုံကူမျိုးမယားဘက်ကခေါ်တယ်ဘာတာရဲ့အကျိုးသက်ရောက်မှုဘယ်လောက်ထိကြီးသလဲလိုချင်တဲ့ကစားသမားမင်းတို့ပြုံငါရအောင်ခေါ်ပေးမယ်ဆိုရအကွက်ကြီးတချို့နေရာတွေမှာလိုတော့မလိုဒါပေမဲ့ခေါ်တယ်ပြောချင်တာဗျအင်ကပြဲလိုလိုပလီယာမျိုးတွေဟိုဈေးလည်းကြီးတယ်လကလည်းအများကြီးပေးရတယ်ရအောင်ခေါ်ပေးတယ်အခုဒီအင်ကပြဲကိုဟိုတုံးလို့မရသေးဘူး ဒါအင်ကပြဲဆိုတာသူတို့ဒေတာအတန်ထွန်းနဲ့ကျွန်တော်ပြောလိုက်တာနော်တချို့ကဟင်ကပေးလို့ပြောတယ်ထားပါအဲ့တော့အာကြီးရဲ့ defensive line ကိုကြည့် CB ဝင်ဆော့နိုင်တဲ့သူတွေကလည်းအများကြီး Timba Van White CB ဝင်ဆော့ပေးနိုင်တယ် Color Fury CB ဝင်ဆော့ပေးနိုင်တယ်ပြောချင်တာဗျာ Andrea Pata သည် Arteta ဘာမှညီးကွာမရှိအောင်လူကိုအကုန်လုံးခေါ်ပေးထားတယ်အပြစ်နော်ထောက်ပံ့ပေးထားတယ်အဲ့တော့ကြောင့်ဒီနေ့ရာဒီမှာမှ Arteta ဖလားတလုံးမှမရဘူးဆိုရင်လုံးဝကြိုးကြောင်းသိနေအောင်မရှိတော့ဘူး Arteta တော်တယ်ဆိုတာကျွန်တော်တို့လက်ခံတယ်ဒါပေမဲ့ तू တက်သေးပြရတော့မယ်ပေါ့နော်အဲ့တော့ကြောင့်အာစနယ်အသင်းရဲ့အခုယာတီအစဟိုပွဲစဉ်တွေကိုကြည့်ရတာနည်းနည်းလေးတည်ငြိမ်နေတယ်ဗျပြီးခဲ့တဲ့ယာတီတွေရတဲ့စာရင်လေတပွဲချင်းတွေကိုအာယုံစိုက်တာမျိုးလေးတွေရှိတယ်သူတို့ရှုံးသွားတဲ့ပွဲတွေကနေပြန်ပြီးနိုးထားတဲ့အပိုင်းတွေလည်းကောင်းတယ်ထပ်ပါတော့လီဗာပူးကသူတို့ရှုံးသွားတယ်ဒါပထမဆုံးရှုံးခွဲကြုံတွေ့တာပဲနောက်ပွဲစဉ်တွေဆိုရင်အလဲလဲအကွက်ကွက်ဖြစ်ရမှာပေါ့နော်ဒါမဲ့အာစနယ်ပြန်လာတယ်မန်စီးတီးကိုဆိုရင်လည်းဟိုတကယ်မစတာဂိမ်းပလန်နဲ့ပတ်ကဖြုတ်တာရှုံးရမယ့်အကွက်ကြီးတိုးတော့သူတို့တည်ရအောင်ယူနိုင်ခဲ့တယ်ဒါတွေဒီ ချန်ပီယံတယောက်မှာရှစ်တင်ရှိထိုက်တဲ့အရည်သွေးမျိုးတွေလို့ပြောလို့ရတယ်ပြောဖို့ကတော့စောနေသေးတယ်ယာတီကသုံးပုံတပုံတော့မရောက်သေးဘူးဆိုပေမဲ့အစာကောင်းမှအနောင်သေးကြဘူးဆိုတာကလည်းဒါနားလေလက်ခံထားမယ့်အရာတစ်ခုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့တလက်စာရဲမိဆက်ပေးချင်တာကတော့ကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကူညီပံ့ပိုးပေးတဲ့ Super Senior Bigbox စီမှာ iMac ကို၈ကို၅သုံးလုံးမဲ့မောင်းငငါ၆တို့ကိုမန်ပါတဲ့အပူစုရေးများစွာနဲ့ယုံကြည်စိတ်ချစွာစော်ကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်၃၉၈၉၉၆၉၄၄၀မှာဆက်သွယ်ဆုံးသက်မိမြန်လို့ရပါတယ်ဒီတစ်ခါ တော့အပ်ပျော်အာစနယ်ကဖော်ပြထားတဲ့အကြောင်းအလေးတစ်ခုကိုကျွန်တော်ဆွေးနွေးချင်ပါတယ်။သတင်းဆိုတာထက်လက်ရှိချိန်မှာအသင်းတတော်များများစိတ်ဝင်စားခြင်းခံနေရတဲ့ကစားသမားတယောက်ကအာစနယ်ပြိသက်ဖြစ်တယ်ဆိုတာပြောခဲ့တဲ့စကားကိုကျွန်တော်ပြန်ပြီးဆွေးနွေးပါပါ။အဲ့ဒီကစားသမားကတော့ဆမီညော်ဖြစ်ပါတယ်။ဆမီညော်ဒီလက်ရှိချိန်လီဗာပူးမန်ယူနိုက်တက်စတဲ့အသင်းတွေကစိတ်ဝင်စားနေတဲ့ဘုံမောင်းအသင်းမှာခြေစွမ်းပြထားတဲ့ကစားသမားတယောက်ပါ။ အာလင်းဟာလန်ရဲ့နောက်မှာကိုသွေးအများဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဆမင်းညော်ကဟာဘရို potential ရှိလားမေးစရာမလို့သူကတက်တည်အလီလီပြပြီးသွားပြီ။သူ့အသက်အရွယ်ကဒါ prime ပဲ။တောင်ပိုင်းကစားသမားတစ်ယောက်ကိုကျွန်တော်ရဲ့သတ်မှတ်ချက်ကကျွန်တော်27လောက်ထိပဲသတ်မှတ်တယ်။27အပေါ်ကျော်သွားရင်လည်းကြီးပြီလို့သတ်မှတ်တယ်။သူမှမဟုတ်ဘူးနော်သတ်မှတ်ချက်ချင်းက။ဒါပြောချင်တာ။သူက25ဆိုတော့ဒါအကောင်းဆုံးပဲ။နောက်2နှစ်3နှစ်အဲဒါမှမဟုတ်လေ4နှစ်5နှစ်လောက်ထိသုံးလို့ရသေးတယ်။ position လေးတော့ ြောင်းသုံးမှုလိုတာပေါ့နော်ပြောချင်တာကဗျာဆမီညော်ဒီအရေးသွေးလုံးဝအပြည့်ရှိတဲ့ခွန်ရင်မမားနိုင်ဘူးဆိုတော့အနေထားမျိုးပါဒါပေမဲ့သူ့ကိုပေးရမယ့်ပြောင်းရွှေ့ကြီးအမောင်းပမာဏကတော့နည်းနည်းလေးများတယ်အဲ့လိုကစားသမားမျိုးကအာစနယ်အသင်းပြိသက်ဖြစ်နေတာအာစနယ်အသင်းတို့ကဟိုဘယ်လိုပြောမလဲအာယုံကြချင်စရာကောင်းလာတယ်ပေါ့အာစနယ်ရဲ့လက်ဖွဲမှာပွင့်နေပြောရင်ပြောင်းလဲဖို့လိုအပ်နေတဲ့အပိုင်းလေးတွေရှိတယ်မာတင်နယ်လီကိုရှုံလို့မရဘူးထရော့ဒက်ကလည်း အသေးမှရေရှည်ဆက်ရှိမလားမရှိမလားမသိကြဘူးအဲ့ဒါကြောင့်ဆမီးညော့သာအဲ့ left wing ဘက်မှာခေါ်လိုက်ရင်တစ်ဖက်ကဘူကာယိုစာကာနဲ့နောက်မှာ average easy ဖြစ်ဖြစ် odigate ဖြစ်ဖြစ်တကယ်မိုက်တဲ့လူမဲကစားသမား၃ယောက်ရဲ့အတွဲဖက်ကိုကျွန်တော်တို့မြင်ရလိမ့်မယ်အဲ့တော့ဆမီးညော့ကသူ arsenal ပြိတ်သက်ဖြစ်ကြအောင်ဘယ်လိုပြောသလဲကျွန်တော် sharing လုပ်ပေးပါမယ်ကျွန်တော်က arsenal အသင်းပြိတ်သက်တယောက်ပါဒါပေမဲ့ဂန်နာအိမ်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာလဲကျွန်တော်စိတ်ထဲမှာ we already ဖြစ်เสียကန်တာတွေမရှိပါဘူးအလုတ်ကအလုတ်ပဲနေပြရတဲ့အရန်ကောင်းတယ်အဲတချို့ညီကိုတွေအဲ့ဒါကြီးသိသိချင်းနေပေါ့နော် professional နဲ့ professional ယ်ဆိုရပဲဘိုလ်လိုမဟုတ်လို့ကြီးကြီးကျယ်ဖြစ်သွားနိုင်ပါတယ်အတ္တမိုးဝမ်းကြောင်းပညာရဲ့ပေါ့အတ္တမိုးဝမ်းကြောင်းပညာရဲ့ ਨੇ ကိုယ့်ရဲ့စိတ်ခံစားချက်တွေမတူဘူးကျွန်တော်တို့ကစိတ်ခံစားချက်ရခြေစည်းကြိုက်တာပေါ့အတင်းတိုင်းရောနိုင်စီချင်တာပေါ့သို့ပေမဲ့တကယ်တမ်းပါဇက်ကပြောဆိုလုတ်ကင်ရတဲ့အလုပ်မျိုးတွေမှာခြေစည်းကြိုက်လို့တခြားသင်းတွေမကောင်းဘူးကွာတော့ပြောလို့မရဘူးပေါ့နော်ဒါဆမီးညော်စကားကိုကြုံတုံးလေးကျွန်တော်ကိုယ့်အဖြစ်ပြက်လေးနဲ့တူညီလို့ sharing လေးပြန်လုပ်ပေးတာပါ ထပါအဲ့တော့အာစနယ်လိုအသင်းမျိုးကိုစားပြုခွင့်ရမယ်ဆိုရင်ကျွန်တော်ရဲ့အိမ်မက်တွေကတကယ်ဖြစ်လာခြင်းပါပဲကျွန်တော်ဒီအသင်းကိုဘဝနဲ့ချီပြီးအားပေးလာခဲ့တာပါလို့ပြောသွားခဲ့ပါတယ်ဆိုတော့ကျွန်တော်မြင်ရတော့လေလူမဲပလေယာတွေကိုအာစနယ်အသင်းကတခစ်တခါတော့တော်တော်လွှမ်းမိုးနိုင်ခဲ့တယ်လို့ပဲပြောရမှာပါအာစနယ်အသင်းရဲ့ရွှေခစ်မှာဆိုရင်လူမဲပလေယာအများစုအာစနယ်အသင်းမှာကစားခဲ့ဘူးတယ်ကျွန်တော်မြင်ရတော့အဲ့လိုမျိုးအာဖရိကကစားသမားတွေများတယ်ပြင်သစ်ဆိုရင်လည်းလူမဲကစားသမားတွေများတယ်ပေါ့နော်ဒီကနေ့တစ်ဆင့်အာစနယ်အသင်းပြိုင်သက်တွေဖြစ်ခဲ့မယ်လို့တော့ကျွန်တော်ထင်ပါတယ် အဲ့တော့စမီညော်ကတော့အာစတင်အသင်းကိုသဘောကျတယ်အာစတင်အသင်းပရိသတ်ဆိုတာပုံမှန်လေးလေးပြောတယ်ဒါပေမဲ့အာစတင်အသင်းကတော့ခေါ်မခေါ်လက်ရှိအချိန်ထိမသေးကြသေးဘူးဒါကလည်း तू ကြိုက်တဲ့သဘောကျတဲ့အသင်းကိုပြောပြလိုက်တဲ့သဘောမျိုးပဲရှိပါတယ်အာစတင်ကိုပြောင်းကျင်တယ်လို့ပြောတာတော့မဟုတ်ပါဘူးခင်ဗျဟုတ်ကဲ့ဒါကတော့အာစတင်နဲ့ပတ်သက်တဲ့သတင်းကြောင်းတစ်ခုကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ